ရန်ကုန်မြို့နယ်မှာလက်စားဖြောက်ကင်ရနေပတ်သက်ပြီးတော့ရန်ကုန်မြို့သူမြို့သားတွေကြောင်းအပြုံးများနေတဲ့လူတက်မှုတစ်ခုကြောင်းပြီးခဲ့တဲ့ရပိုင်းတွင်လူသိရှင်ကြားဖြစ်ခဲ့တဲ့လူသက်မှုတစ်ခုကတော့ခုချိန်ထိဆိုသလိုတရားခံစစ်နဲ့လုံခြုံခဲ့ရတဲ့အကြောင်းကိုအတိအကျရှာဖွေမတွေ့ရသေးပါဘူး။အကြောင်းကတော့ဒီမျိုးသမီးဟာဘယ်နေ့ဘယ်ချိန်ကဒီလိုမျိုးလက်စားပြောက်ခံရတယ်ဆိုတာကိုအခုချိန်ထိမသိကြသလိုဟိုတယ်ရဲ့တကားပေါင်နာမှာအမ88လို့မျိုးအပိုင်းပိုင်းခုတ်ထစ်ပြီးလှုပ်ထားခဲ့တာကြောင့်အကုန်လုံးကကြာကစေးစားတယောက်ရဲ့လက်ချက်ဖြစ်မယ်လို့ယူဆနေကြပါရဲ့။ တကယ်တမ်းမှာကျတော့အိမ်မျိုးသမီးဟာနေကနေရန်ကုန်ကိုတက်လာသူတူဖြစ်တယ်လို့ရန်ကုန်မြို့ပြကြီးမှာလည်းအသီးမိတ်ဆွေတယောက်မှရှိမနေခဲ့ပါဘူးမိဘနောက်ခံမရှိတဲ့သူမကိုရန်ကုန်သားတယောက်ကမြို့ဆွေပြီးကမှစိတ်လိုရာအခုလိုမျိုးခုတ်ထစ်ပြီးတော့လက်ဆဖြောက်သွားခဲ့တာဖြစ်တယ်လို့လူတိုင်းတရေထားမိတဲ့အချိန်မှာတော့ဒီအလောင်းဟာအနံပေါင်းများစွာထပ်ပြီးတော့ပို့တိုးလို့နေနေဖြစ်နေပါပြီဒီလိုမျိုးလုပ်သွားခဲ့တဲ့သူအနေနဲ့ကတော့ရန်ကုန်မှာပုံတင်ကင်ဆောင်ထားသူဖြစ်တယ်လို့ CCTV မှတ်တမ်းရလိုက်နေတော့မှဖြစ်ပါတယ် နောက်ဆုံးသတင်းအနေနဲ့ကတော့ဒီကောင်လေးဟာဒီမှုကိုကျွလွန်ပြီးတာတောင်မှသွေးအင်းနဲ့ပြပြပပနေနေတယ်လို့သိရပါတယ်ရှင်။